ဲ့မှာပြောသေးရဟာဘာစစ်ကြောင်းနေတော့ဟာဘာစစ်ကြောင်းနေတော့ဟာအဲ့လိုမျိုးပျော်ပျော်ဖားဖားကြီးကိုစစ်တိုက်နေတာဗျာမိုက်တယ်အဖွဲတွေရောနော်အဲ့တော့ဝါသဝါရောတယ်လူတွေရောလက်နဲ့တွေရောလာလူနေကြတာတဲ့ လူတွေတော့ universe နဲ့လက်နဲ့တွေပဲယူသွားပါမို့နော်။သုံးသုံးကြံသေးလားမင်းတို့သုံးသုံးကြံသေးလား။နောက်တစ်ခါ passage တွေသင်တန်းရှင်းတဲ့ခါကျရင်မင်းတို့သုံးသုံးကိုလွှတ်အောင်ပါမို့နော်။ပြောတော့ပြောလိုက်ပါနော်။ကဏ္ဍတက်မတွေအပူတက်မတွေကြမ်းနေကြမ်းတက်ဖွဲ့တွေအားစပြောနေပြီအခုဆိုရင်တော်လိုင်းတက်ဖွဲ့တွေအားစ။နှစ်သုံးသုံးအကောင်နေပါနော်။ကြမ်းတော့ကြမ်းအသေးကြမ်းတာ။ မင်္ဂလာပါခင်ဗျာဒီနေ့ကတော့နိုဝင်ဘာလ25ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့ပျော်နေတယ်ပေါ့နော်ပျော်နေတယ်ပျော်လာလဲနေတိုင်းကိုပျော်နေတာပါအဓိကတော့စစ်ကောင်စီစစ်သားတွေပေါ့နော်ဒါစစ်ကြောင်းလိုက် ပြုတ်တဲ့သတင်းတွေကကျွန်တော်ပြည်သူလူထုရဲ့ကြားမှာတော်လန်ပြည်သူအဲတော်လန်ပြည်သူရဲ့ကြားထဲမှာတကယ်ကိုဝမ်းသာအားရစရာသတင်းကောင်းတွေဖြစ်နေတာပေါ့နော်အဲ့တော့အဲ့ဒီသတင်းအနေနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်ရှေ့မှာဒါဗီဒီယိုထဲမှာထည့်ပြီးတော့ပြောခဲ့ဘူးသလိုပဲပေါ့နော်ဟာစစ်ကြောင်းတွေပြတ်တာ ခင်ဦးမှာပြတ်တယ်လားဝေါ်လက်မှာပြတ်တယ်လားအဲ့လိုပုံစံမျိုးနဲ့ဖြားရင်းများသိအောင်လားမျက်စိတွေပါလဲဟာတိုက်ပွဲဖြစ်စဉ်ဗီဒီယိုတွေပို့ကြတယ်တပ်ဖွဲ့တွေကလည်းပို့ကြတယ်ပို့တဲ့ခါကျမေးရညီလေးဒါကဘယ်ဖြစ်စဉ်လဲညီဒါဝေါ်လက်လားဒါခင်ဦးလားဟာအဲ့လိုပုံစံမျိုးတွေထိဖြစ်အောင်လောက်အောင်ကိုပဲတော်လိုင်းတပ်ဖွဲ့တွေက ကိုစီကိုစီပေါ့နော်ကိုဆိုင်ရဆိုင်ရဒေတာအသေးသေးမှာကျုံးကြတာအားရစရာကောင်းတယ်ပေါ့ဗျာအဲ့တော့အဓိကတော့စစ်ကြောင်းနေနေလဲပြီးတော့ဖြုတ်ခံနေရတယ်အခုလဲဒါခင်ဦးရောဝက်လက်ရောပေါ့နော်ဒါစစ်ကြောင်းနှစ်ကြောင်းစစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းကိုတလိုင်းတပ်ဖွဲ့တွေကအပီပင်ဖြုတ်တာပေါ့နော်စစ်ကြောင်းတစ်ကြောင်းလုံးအပြုတ်ဆိုတဲ့ပုံစံမျိုးနဲ့တွေ့ကြတာပြင်းကြတာပေါ့နော်အားရစရာကောင်းတယ်အဲ့တော့ကျွန်တော်ကခေါင်းစဉ်တော်မှာပြီးရင်ဘလို့ပြီးအောင်ခင်ဝတ်တို့ဘာလို့ပေးရမလဲခင်ဝတ်တို့လက်ဦးလို့ဘာလို့အဲ့လိုပုံစံမျိုးတော့မှပေးရမယ့်ပုံစံ တကယ်ကိုအားရစရာကောင်းလို့ပါပေါ့နော်အဲ့တော့ဒီခင်ဦးဆိုလည်းဒါကတ်မလူဘက်ကလာတဲ့စစ်ကြောင်းအဲ့ဒါဘူပိုင်ချဲတို့လက်ထွက်အဲ့စစ်ကြောင်းကပေါ့နော်အာညီလေးဘူပိုင်ချဲ ਨੇ ပြောရတဲ့ချိန်မှာလဲညီလေးဘလို့လဲချိန်နေအာကိုေးအဲ့ဒါကျွန်တော်စီကထွက်သွားတဲ့စစ်ကြောင်းကျွန်တော်တို့ဖြုတ်တဲ့စစ်ကြောင်းဟာအဲ့ကောင်နေနေလက်ပြီးတော့ပြင်းခံနေရတာဟိုဘက်ကဖွဲ့တွေကလည်းစုံပါပဲတဲ့အာတကယ်ကိုအားရစရာကြီးပေါ့နော်အဓိကတပ်ဖွဲ့တွေကတစ်ခုနဲ့တစ်ခုတပ်ဖွဲ့နဲ့တပ်ဖွဲ့ကြားထဲမှာလဲကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတယ်ပေါ့အဲပြီးရင်ဒါဒီဘလို့ပြောမလဲ အတူတူမျှဝေပေးကြတယ်ပီတိဖြစ်ကြတယ်အောင်ပွဲခံကြတယ်ဂုံယူကြတယ်ပေါ့နော်ဆော်မှာပဲတယ်ကျွန်တော်ဟိုဘက်ကပွဲတွေကလည်းဆော်မှာပဲတယ်ဟာအကုန်လုံးကဒီလိုမျိုးပဲဒါစောင့်နေကြတာပေါ့နော်အဲကောင်တွေဖြုတ်ခမ်းမှာပဲတယ်တောက်လျှောက်တယ်အာသင်တော့လည်းမဟုတ်ပါဘူးလို့ပါအဲ့လိုပုံစံမျိုးနဲ့ဒါပြင်းပြင်းနိုင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါသတင်းကောင်းကတော့ဒါစကိုင်းတိုင်းခင်ဦးမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီကိုဝိုင်းပြီးတော့တိုက်တာကြားဖြတ်ပြီးတော့တိုက်တာစစ်ကြောင်းတစ်ခုလုံးပြတ်သွားပြီးတော့ရောက်80 80ကျော်လောက်တည်အာအားရစရာကောင်းတယ်ပေါ့နော် လက်နက်ဒါ29လက်နက်ဒါခဲရန်နေရတယ်ဆိုပြီးတော့လည်းသိရတယ်အဲ့ဒါကနိုဝင်ဘာ23ရက်နေ့ပြောမဲ့တာပြောနေရတာပေါ့နော်ဒါကပြည်သူတွေကြားထဲမှာပေါ့နော်လုံးဝဒါဝန်သားစရာသတင်းကြီးအနေနဲ့ဒါအားလုံးကသိပြီးသားပါတော့အဲ့တော့ဒါမဲ့အခုကြတော့ဒါကျွန်တော်တို့အတူတူအောင်ပွဲခံတာပေါ့အဲအတူတူဝေမျှတာပါလေနော်အပါတီကအတူတူပြန်ပြောကြမယ်စစ်ကောင်စီစစ်သားတွေပဲဟိုဘက်ကကောင်းနေပါတော့နားထောင်ကြမင်းတို့ကောင်းနေလဲပေါ့နော်မင်းတို့မြေပြင်ကဘယ်လိုတွေအခြေအနေတွေဖြစ်နေသလဲ တို့အပေါ်မှာတော့မလေးနိုင်နေလိုက်ကြတာ TikTok မှာနိုင်လိုက် Telegram မှာနိုင်လိုက်ပေါ့နော်ဒါပေမဲ့တကယ်တကယ်မြင်မြင်မှာဘလို့တွေအသေးဆိုးနေတယ်လဲဆိုတဲ့ဟာကိုပြောပြပေးမှာပေါ့နော်အဲ့တော့မင်းတို့လည်းအားပေးကြပေါ့နော်အဲ့တော့နိုဝင်ဘာ23ရက်နေ့မွန်းလ12နာရီလောက်ကနေပြီးဖြစ်ကြတယ်ကက်မလူကလာတဲ့စစ်ကြောင်းအဲဘိုဘိုင်ချဲလို့စီကနေထွက်တဲ့စစ်ကြောင်းအဲ့စစ်ကြောင်းကအဲဒီကက်မလူကထွက်ပြီးတော့မုံလရွာမှာ၄ရက်လောက်အခြေပြုနေတာသူတို့ပြန်စုဖွဲ့တာပေါ့ဗျာအဓိကဟိုဘက်မှာလည်းစစ်ကြောင်းပြတ်သွားတယ်အဲ့တော့ဒီဘက်မှာရောက်တဲ့အချိန်မှာဒီမုံလရွာမှာသူတို့၄ရက်လောက်နေပြီးတော့စုဖွဲ့ကြတယ်အဲ့တော့ နေစစ်ကြောင်းနဲ့ပတ်သက်ပြီးတော့เนาะနောက်ထပ်ဒါသတင်းတွေထပ်ပြီးရှိသေးတယ်အဲ့ဒါတွေပြီးပြီဟေးဆိုတဲ့ခါကျရင်တကယ်ဖြစ်စဉ်ပေါ့เนาะစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်စဉ်တပ်ဖွဲ့တွေရဲ့ညံကောင်းတဲ့ဖြစ်စဉ်တခုလည်းကျွန်တော်ဒါအဲ့သတင်းကောင်းတွေထွက်လာရင်ထပ်ပြောပြပေးမှာเนาะအဲပြီးတာနဲ့ခုနကလို့စုဖွဲ့တယ်စုဖွဲ့ပြီးတာနဲ့အင်အား180လောက်နဲ့ဒါပြင်တောင်ပြူရဘက်ကိုသူတို့ထွက်လာတဲ့ချိန်မှာဒေါ်လာရင်းတပ်ဖွဲ့တွေကဝိုင်းအုပ်တာ ဝိုင်းအောင်လားအားရပါရရေကိုပြင်းတာပေါ့နော်လုံးဝသေတာမှပိုးစိုးပတ်ဆက်ပဲပေါ့နော်လေကွက်ဒီထဲမှာရောကစင်းရောဝါလီမှာရောညောင်းနေတဲ့မှာနေရာဆုံမဲတဲ့ကွင်းကြီးကလည်းအကျယ်ကြီးပေါ့နော်ဒါဒါဖြီဆိုထားတဲ့ရဲဘော်တယောက်ဆိုရင်ဒါပြီးပဲစပရင်မှာဖြီထားတာရှိတယ်တောင်ရှိသူတယောက်ပေါ့နော်အဲသူဒက်ဘော်ဒီတွေကအများကြီးပဲတဲ့အဲကျွန်တော်တို့တွေ့တဲ့ဒက်ဘော်ဒီကိုလည်းတဲ့ဒါတခြားရဲဘော်တွေကတွေ့ချင်မှတွေ့မယ်တဲ့တခြားရဲဘော်တွေတွေ့တဲ့ဒက်ဘော်ဒီတွေကိုလည်းဒါကျွန်တော်တို့တွေ့ချင်မှတွေ့မယ်ပေါ့နော်အဲ့တော့ကြာနေမြေရှင်းလင်းတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ဒါတွေ့တဲ့တွေ့တဲ့မြင်တဲ့ဟာတွေပေါ့နော်ခံမဲတဲ့ပုံစံမျိုးနဲ့တွက်ချက်တာကို ဲ90ကနေ80ကြာရှိတယ်။တေးကြတဲ့အိုက်ထက်ပုံများဖို့ပဲရှိတယ်။တကယ်ဘာဖြစ်လို့လဲဆိုတော့ဖြစ်စဉ်ဖြစ်လိုက်တဲ့အချိန်မှာပေါ့နော်။လုံးဝလက်ဝင်းပြင်းကြီးလေလက်ဝင်းပြင်းအပိုင်ပြင်းကြတာပေါ့နော်။အပိုင်ပြင်းကြတာ။အဲဒါကြတော့စစ်ကောင်စီဘက်ကလူလဲကိုခံရမယ့်ပုံစံကြီးဖြစ်သေးလား။အဲအဲဒါကြောင့်မလို့အားရစရာကောင်းတယ်လို့ပြောတာပေါ့နော်။အဲဒါကြတော့ဒါ name ရှင်းလင်းတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့သိရတာတော့မှပဲဒါအယောက်80လောက်ရှိတယ်ဆိုတော့လက်နဲ့တည်းခဲနေလေကြံကြအောင်ပါသေးလားရှင်းလို့ရသေးရေပေါ့နော်အဲ့တော့ကြံတဲ့ကောင်တွေကတော့ဒါထုံးစံတိုင်းပဲပြေးတာပေါ့နော်ထွက်ပြေးတာ ဆုတ်ခွာထွက်ပြေးတာဘာညာသူတို့ဘက်ကရှောက်ပြောနေကြတာပေါ့နော်တကယ်တကယ်တမ်းဆုတ်ခွာထွက်ပြေးတာမဟုတ်ဘူးဆုတ်ခွာထွက်ပြေးအောင်လေစကန်းသိမ်းနေတာမြေသိမ်းနေတာနေရာသိမ်းနေတာမဟုတ်ဘူးပေါ့နော်လက်ဝင်းနေမှာဟိုဘက်ဒီဘက်ကျုံကြတာပေါ့နော် ဒါကြတော့ဘယ်ဘက်ကအောင်မြင်မှုရတယ်လဲဘယ်ဘက်ကဒါအကြဆုံးများတယ်လဲဆိုတာဟာကိုကြည့်ရအောင်အဲ့တော့ကြာဆုံးများတဲ့စစ်ကောင်စီဘက်ကတော့စစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီဆိုတဲ့အချိန်မှာပြေးကြတယ်ဗောနော်ပြေးကြတယ်ထုံးစံတိုင်းပြေးကြတယ်ဒါကွင်းထဲကနေပြီးတော့ပုံရှုပ်ွယ်ရှုပ်နဲ့လစ်တာဗောနော်အခုတော့ဒါမုံလားရွာမှာအတံမထွက်ဘူးဝတ်နေတယ်ဆိုပြီးတော့တီးရတယ်ဗောနော်အားရစရာခေါင်းလုံးလို့ပါတကယ်ဟာတီးထားတဲ့ပုံတွေကလည်းမနှဲဘူးဗျာညာကျွန်တော်ဒါ ကျွန်တော်ဒီလိုမျိုးပြောတဲ့အခါကျတော့ဒါရှိမှလဲဒါဒီအားနဲ့ပတ်သက်လို့ရှင်းပြဥပါတယ်စစ်ကောင်စီဘက်ကကောင်တီကပြောတယ်ဗောနော်ဒါမင်းတို့ဒီစစ်တပ်ထဲမှာနေသွားတဲ့အချိန်တုန်းက ဒါအဲပြောရမယ်ဆိုရင်ဒါမင်းရဲ့ငေသားတွေပေါ့နော်အဲမင်းရဲ့လုံးပေါ်ကင်ဘက်တွေပေါ့နော်ဒီလိုမျိုးတည်နေတဲ့ဟာကိုမင်းကဝမ်းသာအားရကြီးပြောနေမင်းမရှက်ဘူးလားမရှက်ဘူးမရှက်ဘူးမရှက်ဘာလို့မရှက်ဘူးလဲဆိုတော့မင်းတို့ကောင်တွေကအဲ့ဘက်မှာနေခဲ့တာမင်းတို့ဆိုလိုချင်တာမင်းတို့ကပြည်သူဘက်ကိုမရက်တည်ခဲ့ဘူးမင်းတို့အမှန်တရားဘက်ကိုမရက်တည်ခဲ့ဘူးမင်းတို့အာနာရှင်ဘက်မှာရက်တည်ခဲ့တာမင်းတို့အာနာရှင်ဘက်မှာနေခဲ့ကြတာပေါ့နော်အဲ့ဒါဆိုတော့အဲ့လိုမျိုးထဲကထွက်ချင်ပါတယ်ဆိုတဲ့သူတွေကိုငါတို့ဆွဲထုတ်တယ်အဲ့မထွက်ချင်ပါဘူးဆိုတဲ့ကောင်တွေခုလိုတည်တဲ့ဟာကိုလည်းငါတို့ဝမ်းမနေဘူး အဲ့ဒါပဲပြောချင်တာအဲ့ဒါပဲမရှက်ဘူးငါတော့အဲ့တော့ဒါသူတို့ဘက်ကတော့မျိုးစုံနဲ့ပေါ့နော်တိုက်ခိုက်တယ်ကျွန်တော်နဲ့ပတ်သက်ပြီးတော့ဒါပြည်သူတွေနဲ့ရောကျွန်တော်နဲ့ကြားထဲမှာရောတိုက်ခွဲတာမျိုးလုပ်တယ်စကားလေးတလုံးလုံးမှာမမားလိုက်နဲ့မှားလိုက်တာနဲ့အဲ့ဟာကိုထောက်ပြီးတော့လိုက်လုပ်တဲ့ပုံစံမျိုးတွေစိတ်သက်စစ်စင်ပုံစံမျိုးတွေကတော့ရှိတယ်ပေါ့နော်ဒါပေမဲ့လေ အဲကျွန်တော်ကြားထဲမှာတော့ဒါတွေကပြောစရာမလိုဘူးပေါ့နော်အဲ့တော့ဒါတက်မှတ်တုံးတုံးအပူတက်တွေတဲ့ကျန်းတယ်ကျန်းတယ်ဆိုပြီးပြောတာတဲ့အဲသူတို့ကျန်းတယ်ဆိုတာတော်လိုင်းတက်တွေကိုမမီဘူးတဲ့အာမိုက်တယ်စိတ်တက်တွေကွာတယ်တကယ်ပြောတိုက်ဆွမ်းရည်တွေကွာတယ်ပြင်ရီမန်းကျက်ရီရွက်ကျက်တွေကွာကြတယ်ပေါ့နော်ဒါကြောင့်မလို့လဲစိတ်ကောင်းစရာမြေပြင်မှာအဲ့လိုမျိုးဂန်းဂန်းချင်းတွေ့ပါပြီဆိုတဲ့ခါကျရင် မပြည့်စုံသေးပါဘူးဆိုတော့တော်လိုင်းတက်ဖွဲ့တွေကိုတော့မှလက်မြောက်ရှုံးပေးရတယ်ပေါ့နော်အခုကအမဲလိုက်သလိုကြီးကိုလိုက်နေတာဗျာအဲ့လိုမျိုးကြီးဒီကောင်တွေဘယ်သွားမလဲသွားတဲ့စီကိုလိုက်ကြိတ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့တက်ဖွဲ့တွေကစော်နေကြတာပေါ့နော်စစ်ကောင်စီကတနာဖို့ကောင်းတယ်တကယ်တွေးကြည့်ဟာကမ်ဘူပဲသွားရင်လည်းကမ်ဘူကအဖွဲတွေကစော်ပြန်ပြီအခင်ဦးပဲလိုင်းနေခင်ဦးကအဖွဲတွေကစော်ပြန်ပြီအဲ့လိုပုံစံမျိုးဖြစ်နေတာအဲ့ဒါကိုကအားရစရာကောင်းတာပေါ့နော်အဲ့တော့စိတ်သက်တွေကွာတယ်တော်လိုင်းတက်ဖွဲ့တွေဘက်ကအောင်စိတ်တွေနိုင်စိတ်တွေနဲ့နိုင်လုံစိတ်တွေနဲ့ ဒါပြင်းပြတဲ့စိတ်တွေနဲ့တိုက်နေကြတာပေါ့နော်ဒါနဲ့ပတ်သက်လို့လည်းဒါဝင်ရှိရဲသူကပြောသွားတယ်ပေါ့နော်ပြီးတော့တိုက်ဆွမ်းရည်တွေလည်းကွာလာတယ်ဘာကြောင့်လဲဆိုတော့ရှစ်ကောင်စီကအခုနောက်ပိုင်းမှာပတ်စတွေကိုပို့ပြီးတော့အပြုတ်ပြီးတုံးနေရတယ်ပေါ့နော်ပြူတွေပါစတွေဓာမျိုးတွေကိုတုံးနေရရဲတွေပါလေဗောဗျာအခေါင်တွေကတက်တက်နေလို့တခါမှဒါတနတ်တောင်မှာပြောင်းတိုက်ဖူးတဲ့ကောင်တွေမဟုတ်ဘူးဗျာပြီးတော့ပါစဆိုတဲ့ကောင်တွေကလည်းတကယ်တကယ်တမ်းဒါတော်လိုင်းတက်ဖွဲ့တွေနဲ့ရှင်လာတဲ့ခါကျတော့အတွေ့အကြုံချင်းအရန်ကွာနေပြီ ဒေါ်လိုင်းတက်ဖွဲ့တွေကနေ့စဉ်နဲ့များတိုက်ပွဲတွေဆင်နွှဲတယ်ပြီးမပြည့်စုံတဲ့ပုံစံမျိုးတွေနဲ့တိုက်ရတယ်မိဘွားတွေမျိုးမျိုးခင်းရတယ်အဲဒါကြောင့်ကြာလာတာနဲ့အမျှတွေ့ကြုံတွေကပိုပိုပြီးတော့များလာတယ်အဲတော့လက်နက်ခင်းရတာပြည့်စုံကြအခုနေတကယ်ပြည့်စရာမြေကုန်မရှိဘူးအဲ့လိုမျိုးဝက်နေမှာအခုလဲအဲ့ပုံစံမျိုးပေါ့နော်အဲ့တော့တိုက်ဆွမ်းရည်တွေကွာတယ်ပြီးတော့ရည်ရွယ်ချက်တွေကွာတယ်ဒေါ်လိုင်းတက်ဖွဲ့တွေကရည်ရွယ်ချက်တွေရှိတယ်ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိစစ်ကောင်စီဘက်ကစစ်သားတွေကအဲ့လိုရည်ရွယ်ချက်မရှိဘူးအဖေခိုင်းသမျှပဲလိုက်လုပ်နေတာပေါ့နော်ဒေါ်လိုင်းတပ်ဖွဲ့တွေကလူထုလွတ်မြောက်ရမယ် ငါတို့အားလုံးလွတ်မြောက်ရမယ်ဆရာနာရှင်စနစ်ပြတ်သုံးရမယ်ဒီနိုင်ငံကြီးလွတ်လပ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါရည်ရွယ်ချက်ရှိရှိပေါ့နော်ရည်ရွယ်ချက်ကောင်းကောင်းနဲ့တိုက်ပွဲဝင်နေကြစစ်ကောင်စီဘက်ကကောင်းနေရအဲ့လိုမှမဟုတ်တာသူတို့စစ်တိုက်နေရတဲ့ရည်ရွယ်ချက်ကိုကစားသူတို့ဘာမှမသိဘူးငါတို့ကိုဒီလမ်းကိုသွားခိုင်းလိုက်ရင်သွားမယ်ငါတို့ကိုဒီနေရာကိုသွားဆိုရင်သွားမယ်ငါတို့ဒီနေရာမှာတိုက်ပွဲလုပ်ဆိုလုပ်ရမယ်ဒီနေရာကိုရှင်းဆိုရှင်းရမယ်ဒီရွာကိုရှင်းဆိုချိုးရမယ်ဒါမျိုးပုံစံမျိုးပဲလုပ်နေတာဘာကြောင့်လဲဘာကြောင့်ချိုးရမှာလဲဆိုတဲ့အတွေးမျိုးတော့မှသူတို့မှမရှိဘူး ဘာကြောင့်သွားရမှာလဲဆိုတဲ့အတွေ့အမျိုးတို့မှမရှိဘူးပေါ့နော်အဓိကအဲ့လိုမျိုး water mine တွေရိုက်သွင်းခံရပြီးမှဒါရွေချက်တွေပျောက်ပြီးတော့ခိုင်းနေလို့ခိုင်းလှုပ်ရှင်တာတွေလှုပ်နေတဲ့ပုံစံမျိုးနဲ့ဆိုတော့တို့အသေးပြောက်များတယ်ဆိုတာမဆန်းဘူးပေါ့နော်အဲ့တော့ပြစ်ချက်တွေကလည်းပြောင်မြောက်တယ်ပေါ့နော်ပြောင်မြောက်တယ်လုံးဝပြောင်းနေပါပူအောင်ပြစ်တာပွဲတွေရတယ်ကျန်းတယ်ပေါ့နော်တွေးတောင်ထွက်ကုန်အားရတော့ပေါ့နော် အားရလုံးလို့ပါအဲ့တော့ဒါဒါပြောကြရရှိသေးရမှာ live view ရှင်းတဲ့အချိန်ကျ ဟာဘလို့လဲဟာတယ်တုံးလုံးပလက်တွေပါလားဟေးတယ်တုံးကတေးတော့မှအတန်းလိုက်ကြီးအတန်းလိုက်ကြီးအဲ့လိုမျိုးဒါကစင်းမေးမှာပါနော်ရွှွန်နေကြားတွေထဲမှာညောင်းနေကြားတွေထဲမှာကစင်းဥပေါ်မှာလက်ကွက်တွေထဲမှာပုံစံမျိုးစုံနဲ့ကွစ်ကောက်နေတာဘာသားတွေအပုံလိုက်ကြီးပါနော်အဲ့မှာပြောသေးဟာဘာစစ်ကြောင်းနေတုံးဟာဘာစစ်ကြောင်းနေတုံးဟာအဲ့လိုမျိုးပျော်ပျော်ပါပါကြီးကိုစစ်တိုက်နေတာဗျာမိုက်တယ်အဖွဲတွေရပါနော်အဲ့တော့ဝါသဝါရတော့တယ်လူတွေရောလက်နဲ့တွေရောလာလူနေကြတာတဲ့ လူတွေတော့မယူနေပါနဲ့လက်နဲ့တွေပဲယူသွားပါမှာနော်အဲ့တော့တကယ်ပါအဲ့ဘက်ချမ်းမှာရှိတဲ့နေရာဒေသတွေမှာစစ်ကောင်စီအလောင်းတွေကနေရာတိုင်းမှာပြန့်ကျဲနေနေမိပါဘောနော်အဲ့တော့အခုလက်ရှိအချိန်နေရာစစ်ကောင်စီကစစ်ကြောင်းထွက်ပြီဆိုတာနဲ့သူကဘယ်မှာတည်မလဲငါတို့ဘယ်မှာတိုက်ခံရမလဲငါတို့ဘယ်လိုပုံစံမျိုးနဲ့အာဒေါ်လာရေးတက်ဖွဲ့တွေနဲ့ရင်ဆိုင်ရမလဲဆိုတော့စိုးရိမ်စိတ်ကြီးတွေနဲ့ပေါ့နော်သူတို့ကြောက်ရွံ့စိတ်ကြီးတွေနဲ့ထိတ်လန့်တုန်လုံးတဲ့စိတ်ကြီးတွေနဲ့စစ်ကြောင်းတွေထွက်နေရတယ်ဒေါ်လာရေးတက်ဖွဲ့တွေကတော့အဲ့လိုပုံစံမဟုတ်ဘူးလာခဲ့မင်းတို့ဘယ်နေရာကိုသွားမှာလဲ င်းတို့သွားတဲ့နေရာကိုငါတို့လိုက်တိုက်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အေးငါတို့လက်လက်မမီတော့ဘူးလားလက်လက်မီတော့ငါတို့ရဲ့တခြားတစ်ဖက်မှာရှိတဲ့ငါတို့တခြားမျိုးကမင်းတို့သွားမယ့်နေရာကမင်းတို့သွားမယ့်ရည်မှန်းချက်နေရာလမ်းမှာရှိတဲ့အဖွဲ့တွေနဲ့ငါတို့ပြောမယ်ငါတို့ချိတ်ဆက်မယ်ငါတို့တိုက်မယ်အဲအဲ့လိုပုံစံမျိုးနဲ့စော်ကြတာဆိုတော့ စစ်ကောင်စီတော်တော်ကိုသွေးယူသဒ္ဒံဖြစ်နေတဲ့အနေထားပေါ့နော်အဲ့တော့ဒါစစ်ကောင်စီကမုံလရွာတဲ့ကိုထွက်ပြေးတယ်ဆိုပေမဲ့အလောင်းတွေကိုပြန်တယ်သွားတာမရှိဘူးတယ်လည်းမတည်နိုင်ဘူးတကယ်မတည်နိုင်ဘူးလေအခုထားခဲ့တာအကုန်လုံးဘာဖြစ်လို့လဲဆိုတော့သူတို့ကိုယ်တိုင်တောင်မှဟိုဟာပြေးဒီဟာပြေးပြေးရတာဗျာအဲ့တော့ကျတော့ဒီအလောင်းတွေတည်ဖို့ဆိုတာဘလုံးမှမဖြစ်နိုင်ဘူးသူတို့ဘာသာသူတို့တောင်မှအနိုင်နိုင်ပေါ့နော်အဲ့တော့လေချောင်းကအနေနဲ့အဲ့အချိန်မှာပြစ်ကူပေးခဲ့တာရှိတယ်ဆိုပြီးတော့သိရတယ်အဲ drone ရော fighter နဲ့ပါပြစ်ကူပေးကြသေးရပါတော့ဒီကြားထဲမှာတည်ကြတာသူကအဲ့တော့ဆက်လက်တက် ်အမေ10လက်အမေ23လက် BATRD 60မမကွန်မန်ဒိုစိန်မြောင်းတစ်လက်အမေ33လက်အမေ4တစ်လက် G3 ၄လက် MS sniper တစ်လက် အာ sniper ပါရတာမင်းသေးပြီစစ်ကောင်းစီဘက်ကကောင်းနေတော့နောက်တော့နောက်ထပ်ပွဲတွေကြာရင်တော့လာပြီပေါ့နော်ပြီးရင် M1 5လက်နဲ့ဒါခရင်ဆက်ဆက်ပစ္စည်းတွေအများပြတင်းစီရရှိခဲ့တယ်အားရစရာကောင်းတယ်ပေါ့နော်ဆိုတော့ဒါက စစ်ကောင်စီဘက်ကောင်တွေကနီးမျိုးစုံနဲ့တော့တလိုင်းတပ်ဖွဲ့တွေစီကိုလာပြီးအလှူပေးနေကြတာရှိတယ်ပေါ့နော်။ဘာဖြစ်ဖြစ်ဒါစစ်ကောင်စီဘက်ကလှူတယ်ဆိုရင်မဲ့လဲပေါ့နော်။တလိုင်းတပ်ဖွဲ့တွေကိုပြည်သူတွေအနေနဲ့လည်းလှူပေးဖို့လိုပါသေးတယ်။ဘာကြောင့်လဲဆိုတော့ဒီခဲရန်ခဲရန်အဓိကခုနလိုပေါ့နော်။အောင်ဝဲတွေရဖို့စစ်ကြောင်းတောင်းလုံးပြုတ်ဖို့အတွက်ဆိုရင်ခဲရန်ကလည်းအများကြီးတုံးရတာဖြစ်တယ်ပေါ့နော်။အဓိကကြည်ဖို့ပေါ့နော်။တပ်ဖွဲ့တွေကလည်းခုနောက်ပိုင်းမှာကြည်ဖို့လေးတွေပဲတောင်းကြတယ်ပို့များပါတယ်။အဲ့တော့ဘယ်လိုပဲဖြစ်အိုက်ပိုင်းတွေမှာလည်းကူညီပေးကြပါအောင်ပေါ့နော်။အဲ့တော့ဒီဟာကိုတိုက်ခဲ့တဲ့ဟာကဒါကျွန်တော်အမှတ်နှစ်ရွှေဘိုခရိုင်အမှတ်၃တက်ရင် ပြီးရင်ဒါခင်ဦးမျိုးနဲ့ပါကဖတိုက်နယ်တင်းနေ345ပါကဖခင်ဦးမျိုးနဲ့ပါလာဖပြည်သူ့ကာကွယ်တပ်ဖွဲ့ခင်ဦးမျိုးနဲ့အမလေးအားရတာအားလုံးပေါင်းရှိသမျှတပ်ဖွဲ့အကုန်ပေါင်းပြီးတော့တိုက်တဲ့ပုံစံမျိုးအဲ့ဒါအားရကြကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ်နယ်မှာရှိတဲ့အဖွဲ့တွေအကုန်လုံးကအဲ့လိုမျိုးစုစုစည်းစည်းပုံစံမျိုးဖြစ်ဖို့အတွက်ကိုကျွန်တော်အယံမျော်လင့်ရှင်းသမျှပါကဖပါလာဖပြည်သူ့အကုန်လုံးကစုပေါင်းပြီးတော့ရွေချက်တစ်ခုလည်းအောက်မှာအောင်မြင်အောင်တဲ့ပေါ်တယ်ဆိုတော့ပုံစံမျိုးကိုကျွန်တော်တို့အယံတို့လာတာပေါ့နော်အဲ့တော့အခုလည်းအဲ့ပုံစံမျိုးတွေတွေ့နေရတယ်ဘယ်နေရာမှာကြီးလိုက်ကြီးလိုက် ကိုစီတာဝန်အကုန်လုံးကြေကြတယ်ဗျာဒီလားဆိုတော့ကျွန်တော်တိုက်ပွဲထဲမှာမပါရဘူးဆိုရင်တော့မှဒါတာဝန်ယူထားတယ်ဆိုရင်နောက်ကနေပြီးတော့ခရင်နေပို့ပေးတာတွေကြီးစန်းနေရှာပေးတာတွေအဲပြီးရင်ဒါဟိုဈေးဝအထောက်ပံ့ဘာညာပြီးရင်လက်နက်ခရင်အပြင်မှာဒါရိတ်ခါပေါ့နော်ထမင်းစားဖို့အတွက်ကစားထမင်းတို့လိုက်ဖို့ပေးတာအကုန်အကုန်အကုန်လုံးကတပ်ဖွဲ့တွေအကုန်တာဝန်ကြီးအာအဲ့ဒီဟာကပဲစစ်ကောင်စီကြာရှုံးစီမှာအဓိကအကြောင်းရင်းဖြစ်လာလိမ့်မယ်။ဒီကတော့တပ်ဖွဲ့တွေပို့ပြီးစီးလုံးနေလေစစ်ကောင်စီကြောက်နေပဲ။ ကျွန်တော်ဘက်ကလည်းတခုရှိရအဲ့လိုပေါ့နော်ငါတို့စီးလုံးရင်ငါတို့လုံနိုင်တယ်ဆိုတဲ့ဟာကအကုန်လုံးကသိတယ်အဲ့ဒါကြောင့်မလို့စီးလုံးရမှာကြောက်မနေနဲ့ပေါ့နော်ပြောချင်တာကဒီစီးလုံးမှုအတွက်ခက်ခဲနေတဲ့ဟာတွေညင်ညွတ်မှုအတွက်ခက်ခဲနေတဲ့ဟာတွေကိုခုချိန်မှာ လုံးဝမေ့ဖြောက်ပြီးတော့ညှိနှိုင်းပြီးတော့လှုပ်ဆောင်ကြစေချင်တယ်အခုတော့အဲ့လိုပုံစံမျိုးတွေမြင်တွေ့နေရပြီပေါ့နော်အဲ့တော့ဝါသွားတော့ဒူးနဲ့မျက်ရည်တုံနေရလောက်ပြီပေါ့နော်မြင်မကောင်းရှိမကောင်းနေဖြစ်နေရလောက်ပြီပေါ့နော်အဲ့တော့ပြီးရင်တော့ဒါကြောင့်ဒါဝက်လက်သားတွေအဲကျွန်တော်ခုနပြောဆိုပေါ့နော်ဝက်လက်ရောခင်မှုရောဖြစ်တဲ့တဲ့ဝက်လက်သားတွေရဲ့အစွမ်းတွေကိုလည်းဒါကျွန်တော်ဒါကြည့်ကြမှာပေါ့နော်အဲ့တော့ စစ်ကောင်စီဘက်ကခင်ဦးမာရင်စစ်ကြောင်းပြုတ်တာအားမရလို့ဝက်လက်မှလည်းအဖြုတ်ခံတယ်။တကြောင်လုံးဖြုတ်တာပေါ့နော်။တပ်ဖွဲ့တွေကလည်းအကုန်ပြုတ်ဖြုတ်တာ။ဒါခင်းရန်တွေလည်းရထားတယ်လည်းရှိတယ်ပေါ့နော်။တိုက်ပွဲတွေကတော့ဆက်ပြီးတော့ပြင်းထန်နေကြတော့မယ်။ဒါပေမဲ့သတင်းတွေကတော့တက်နေကြပြီပေါ့နော်။အဲ့တော့ဝက်လက်တိုက်ပွဲမှာဒါ23ရက်မနက်ကစတာပဲ။ဝလမြုတ်နဲ့ဒါဆိုင်ဆိုင်နိုင်ခွေဆိုင်နိုင်ခွေရွာကနေပြီးတော့အင်အား80လောက်ပါတယ်စစ်ကောင်စီစစ်ကြောင်းကမနက်9:00နာရီပုံနှားရွာနဲ့ဒါကြည်တီကုန်းရွာ မှာဒါထွက်လာတဲ့အချိန်မှာ BDN တပ်ဖွဲ့တွေကပူပေါင်းပြီးတော့တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်။အော်အဲ့ဒါလည်းအားရတယ်ဗောနော်ကျွန်တော်အဲအကြောင်းလို့မျက်စိတွေပါလဲကုန်လာသူက23ကြီဖြစ်နေတာ23ကြီဖြစ်နေတော့ဘယ်ဘက်ကဖြစ်လို့ဖြစ်မှန်းမသိဘူးဘယ်ဖြစ်စင်နဲ့ဘာဖြစ်နေမှန်းကျွန်တော်တို့ဒါမျက်စိတွေလဲပြီးတော့ရောကုန်တာဗောနော်အခုအဲ့လိုပုံစံမျိုးဗောနော်တချို့လဲသိတော့သိကြမှာပါအဲ့တော့အဲ့ခေါင်တွေကတဲ့ဒါရွာကိုမီးရှို့ဖို့လာတာတဲ့ရွာတွေကိုမီးရှို့ဖို့နော်ပုံနှားရွာကိုလည်းမီးရှို့ခဲ့တယ်တဲ့ဒါကြည်တိကုန်းအဝင်မှာလဲဒါတပ်ဖွဲ့တွေကဝိုင်းစော်တာကြောင့်မလို့စစ်ကြောင်းတစ်ခုလုံးပြုတ်သွားတာဗောနော်အဲ့တော့အကောင်80လောက် ကောင်လို့ပြောအောင်80လောက်ကန့်ပြီးတော့ဒါ10កောင်လောက်ပဲဆိုင်းနိုင်ခွေကိုပြန်ဝင်နိုင်တယ်တဲ့ဒီကောင်နေမယိုင်းနေတော့မယိုင်းနေဆိုတာပြည်သူတွေရှိပါတယ်ဆိုတဲ့နေရာမျိုးတွေကျူပဲရွေးပြီးတော့စကြောင်းထိုးတယ်ထိုးတဲ့အခါမှာရွေချက်ကခြေရွာတွေကိုမိရှုံမယ်ပြည်သူတွေဒုက္ခရောက်အောင်လုပ်မယ်ချင်းချောင်းမယ်အကြက်ကင်မယ်အဲပြည်သူတွေရှိတယ်ပေါ့နော်စုဆောင်းထားတဲ့အဖိုးတန်ပစ္စည်းပစ္စည်းရတွေယူမယ်အဲ့လိုပုံစံမျိုးနဲ့စကြောင်းတွေထိုးကြတာပေါ့နော် ဲ့တော့အခုအဲ့လိုမျိုးပုံစံမျိုးရုံရုံမမရေချမ်းနဲ့လာတဲ့ကောင်နေ80မှာ8កောင်ပဲကျန်နေဆိုတော့ဒါခံမမရှိသေးတယ်ဗောနော်ဘလောက်ထိပြုတ်သွားအောင်လဲဆိုတဲ့ဟာကြောင့်မသိသေးဘူးဗောနော်အဲ့တော့အားရစရာကောင်းတယ်ဗောနော်အဲ့ဒီစစ်ကြောင်းကလည်းတက်မှတ်သုံးသုံးစစ်ကြောင်းဖြစ်ပါတယ်တဲ့ တုံးတုံးကြံသေးလားမင်းတို့တုံးတုံးကြံသေးလားနောက်တစ်ခါပတ်စာတွေသင်တန်းဆင်းတဲ့ခါကျရင်မင်းတို့တုံးတုံးကိုလွှတ်အောင်ပေါ့ပြောတော့ပြောလဲပေါ့နော်ကနန်းတက်မတွေအပူတက်မတွေကြမ်းနေကြမ်းတက်ဖွဲ့တွေအစပြောနေပြီအခုဆိုရင်တော်လိုင်းတက်ဖွဲ့တွေအစမင်းတုံးတုံးအကောင်နေပေါ့နော်ကြမ်းတော့ကြမ်းတယ်အသေးကြမ်းတယ်အဲ့တော့ဒါကျွန်တော်တို့ဒါရွှေဘိုခရိုင် MS ခွန်တက်ရင်ကဒါဘူတီတင်ထားတဲ့ဗီဒီယိုဖိုင်လေးအဲ့ဒါလေးကိုတော့ဒါလူမှုကွန်ရက်မှာပြန်သွားတဲ့အချိန်မှာအားလုံးကြည့်လိုက်ရမယ်ထင်ပါတယ်အဲ့ဗီဒီယိုဖိုင်ထဲမှာပေါ့နော် စက်ကောင်စီဘက်ကဒါအဘသားနှစ်ကောင်ပေါ့နော်လုံးဝအပေါ်စီကနေ drone နဲ့ရိုက်တာကြီးတောက်ရှင်းကြီးတောက်ရှင်းအောက်ကနေပြီးတော့ဒါဟိုကောင်နှစ်ကောင်ကဒါလုံးဝဟိုပြေးရမလို့ဒီပြေးရမလို့ပုံစံမျိုးနဲ့ပေါ့နော်ဒါတပ်ဖွဲ့တွေကဝိုင်းပြီးတော့ဒါလုံးဝလက်နက်ချခိုင်းတဲ့ချိန်အဲအောင်လက်နက်ချလက်နက်ချလက်နက်ချဆိုပြီးတော့អော်နေကြပါပေါ့နော်အဲအဲ့ချိန်မှာဟိုကောင်တွေကဟိုလို့ရမလို့တောင်းလို့ရမလို့မြောက်လို့ရမလို့ ਨੇ ပြန်ပြစ်ဖို့အတွက်လည်းသူတို့ရည်ရွယ်တယ်နောက်ဆုံးလက်ပြုံနဲ့ပြန်ပြစ်သေးတယ်အနောက်ကတကောင်ဆိုလက်ပြုံနဲ့ပြန်ပြစ်တယ် ဟာအဲ့မှာလက်ပြပေါ်နဲ့ပြစ်တယ်အကောင်နဲ့ပြစ်တယ်ပြစ်တယ်ပြစ်တယ်လို့ပြောပြတယ်အဲ့အောင်ပြစ်ပြစ်ပြစ်ချာချာချာဆိုပြီးတော့ကျုံးကြတာပေါ့နော်ဟိုကောင်ထပြေးထပြေးအချိန်မှာတော့ဖုံးဖုံးဆိုပြစ်တာအဖွဲတွေဖြောင်းကြက်ပြားတကယ်သိလားလုံးဝပေါ့နော်တဲ့ပြီးတော့ကိုဘင်းတဲ့ပုံစံမျိုးပေါ့နော်ဒါမလုတ်ချင်လို့အဲ့စကားပြောတာကျွန်တော်သဘောပေါက်လိုက်တာတော့မင်းတို့ကအခုဝိုင်းထားတယ်မင်းတို့ကငါတို့တတ်လို့ရတယ်မင်းတို့ကောင်နဲ့လုံးဝလက်နဲ့ချပါဆိုတဲ့ဟာသူတို့ကမသေးစေချင်လို့ပြောတာအဲ့ဒါအမှန်တကယ်တကယ်ဘာလို့လဲဆိုတော့အခုပြစ်လိုက်တာများဖောက်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 ဆိုအကုန်မှောက် ှစ်ကောင်လုံးရုပ်ကျိုးပြပဲတကယ်အဲ့လိုပုံစံမျိုးကြီးလုံးဝပြကွက်တီကိုချိန်ထားပြီးချိန်သားကိုက်လုံးဝဖြောင်းနေပြီဗျအဲ့လိုနေထားနဲ့ချိန်ပြီးမှမြို့ကောင်တွေလက်နဲ့ချဆိုပြီးအော်လာအဲ့ဒါကိုတောင်မှပဲဒါတကောင်သားတွေကအမဲလက်ပြပုံနဲ့ပြစ်မယ်ဆိုတဲ့ပုံစံမျိုးလှုပ်တဲ့ခါကျတော့ဟိုကတွေ့တာပေါ့နော်ဖုံ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 ဆိုတွေ့တာလုံးဝရုပ်ကျိုးပြပဲလက်ဒုတိယတကောင်ဆိုမဲလက်ကွင်းထဲမှာလှိမ့်စင်းသွားသေးရဟိုဒီအင်းဆိုလို့လှိမ့်စင်းသွားသေးရအားရစရာကောင်းတယ်ပေါ့နော်တော့ပြောရှင်တာကစစ်ကောင်စီစစ်သားတွေပေါ့နော်မြို့ဘက်အဖွဲ့တွေအဲဘယ်လိုပြောမလဲ စစ်ကြောင်းနေထိုးခိုင်းနေဆိုတဲ့ဟာကလည်းမင်းတို့ပထွေးကရွေချက်ရီမန်းချက်ဆိုတဲ့ဟာကသူ့ရဲ့ကိုကျိုးအတွက်ပဲထိုးခိုင်းတာအဲ့တော့အောက်ချိန်မှာလကားတက်တက်အသေးခံနေရတာမင်းတို့တွေရဲ့ဘွားပြီးပြန်ကြံခဲ့တဲ့မိသားစုတွေရဲ့ဘွားဘလို့ဆက်ပြီးတော့ရှင်သန်ရက်တည်မလဲမင်းတို့ကတော့စိတ်ပူခြင်းမပူမှာပေါ့နော်အဲ့တော့ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကကြာတော့လူသားဆန္ဒဖြစ်တဲ့အတွက်မင်းတို့ဘက်ကတွေးပေးတာပေါ့နော်အဲ့တော့အဲ့လိုမျိုးအခြေအနေတွေနဲ့ကြုံရပြီဆိုတဲ့ခါကျရင်မင်းတို့အဖေတွေစကားကိုနားမထောင်နေတဲ့တော့တော်လိုင်းတက်ဖွဲ့တွေစကားကိုနားထောင်ကြည့်မင်းတို့စစ်ကြောင်းတစ်ကြောင်းလုံးလာတာနှစ်ယောက်တည်းပဲကွဲပြီးတော့အဲ့မှာအဲ့လိုပုံစံမျိုးဖြစ်နေတဲ့အနေထား ဟာအဲ့ချိန်မှာမင်းတို့ကောင်းမွန်လက်နဲ့ချရဆိုမတက်ဘူးစိတ်ချမတက်ဘူးတလိုင်းတက်ဖွဲ့တွေကမင်းတို့အဲ့လိုမျိုးမလုံချင်ဘူးတကယ်ဒါပေမဲ့ဘယ်ချိန်မှာလုံချင်တယ်လဲဆိုခုနလိုပြန်ပြီးတော့ဒါအန်ရပေးတာမျိုးပေါ့နော်လုံးဝပြန်ပြီးတော့လက်ပြပုံနဲ့ပြစ်တာမျိုးဆိုရင်တော့ဒါဗီဒီယိုထဲမှာမြင်တဲ့အတိုင်းပဲဖောက်ဖောက်ဖောက်ပဲပေါ့နော်ဘာမှမမှန်အကုန်လုံးပေါက်ပဲဒါပဲအဲ့ဒါတော့ဒါအားရစရာကောင်းလို့ပေါ့နော်အဲ့ဗီဒီယိုတိုလေးကိုဒရင်းမီဒီယာတွေကနေပါပြန်ပြီးတော့တင်နေရတယ်လဲတွေ့ကြလိမ့်မယ်ဗိုတီဗိုတီတင်ထားတဲ့အာပေါ့နော်အဲ့တော့ ဝက်လက်မှာဟီးဟာလာလို့လို့မရဘူးတဲ့လက်နဲ့ချဆိုချပေးလိုက်ကြတယ်မဟုတ်ရင်မြင်တဲ့အတိုင်းပဲတဲ့အဲကပ်ရှင်ရေးတာရှေ့ရတကြောင်တော့ဖမ်းပြတော့နည်းနည်းကြမ်းလို့အဲ့တော့အဲဥစ္စာကလည်းအားရစရာကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒါတကယ်ဖြစ်စေခြင်းတဲ့ပုံစံမျိုးနဲ့ဒါတပ်ဖွဲ့တွေကဒါဒါတင်ပေးတာပါရွေချက်ကောင်းနဲ့တင်ပေးတာဒါအားရစရာလည်းပါလို့ပေါ့နော်ပြည်သူတွေလည်းအားရစေခြင်းလို့ဆိုတဲ့ပုံစံမျိုးနဲ့တင်ပေးတာအဲ့တော့ ီဗီဒီယိုဖိုင်နဲ့ပတ်သက်လို့လည်းဒါပြည်သူတွေကြည့်ရတဲ့အခါမှာအားရကျင်နေလိမ့်မယ်ထင်တယ်ကျွန်တော်တို့ကမှ share ထားသေးရပါတော့နော်လက်နဲ့မချဘူးဆိုတော့ကျင်တဲ့နေရာငါတောက်တယ်လားညာဟုတ်ဟုတ်ပါတယ်ဒီကောင်းလေးတကယ်လက်နဲ့မချဘဲနဲ့အခုလိုပြန်ပြစ်မယ်ဆိုရင်တော့ဒီလိုပုံစံမျိုးပဲကြုံရမှာလက်နဲ့ချရဆိုရင်အဲ့လိုမဖြစ်ဘူးပေါ့နော်အဲ့တော့အဲ့ဟာကလည်းရောက်80မှာရှစ်ကောင်ပဲလွတ်တယ်ဆိုတော့တော်တော်ကြီးကိုကျန်းသွားတဲ့အနေဒါအဲ့တော့စစ်ကြောင်းတွေကနေရာတိုင်းမှာကိုပြုတ်ခံနေရအရင်တော့ကတော့ဟုတ်တယ်ကျွန်တော်တို့ဒါကြားနိုင်မယ်ပေါ့နော်ရှစ်ကာလတစ်လျှောက်လုံးကဟုတ်တယ်စစ်ကြောင်းဖြုတ်တာကြီးလည်းရှိခဲ့သလိုပေါ့နော်ဒါပေမဲ့ အဲအဲ့စစ်ကြောင်းဖြုတ်တဲ့ဟာကထူးထူးခြားခြားဖြစ်စဉ်ဖြစ်နေတာအခုနောက်ပိုင်းကျအဲ့လိုမဟုတ်တော့စစ်ကြောင်းပြုတ်တယ်ဆိုတဲ့ဟာကပုံမှန်ဒါထုံးစံတိုင်းဖြစ်စဉ်တွေဖြစ်လာပြီပေါ့နော်ရှေ့တုန်းကကျတော့အဲ၅ယောက်ဒါတည်သွားတယ်ကျွန်တော်တို့လမ်းမှာသွားပြီးတော့တိုက်ခိုက်နိုင်ခဲ့တယ်ဟာမိုင်းဆွဲပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်အဲ့ချိန်မှာ၅ယောက်တည်တယ်ဘယ်နှယောက်တန်ရရတယ်အဲ့ဘယ်နှယောက်တည်တယ်ဘယ်နှယောက်တန်ရောက်ရည်အတွက်နဲ့ပဲရှိတာဗျအခုကျစစ်ကြောင်းလိုက်ကြီးတွေပြုတ်တဲ့ပုံစံမျိုးတွေဖြစ်နေတာကအခုနောက်ပိုင်းတော်လိုင်းတပ်ဖွဲ့တွေရဲ့ဆွမ်းဆောင်ရေးကိုပို့ပြီးတော့မြင်သာထင်သာရှိစေတယ်ပေါ့နော်ပြီးတော့အညာ အညာကသလိုင်းတက်ဖွဲ့တွေတကယ်လုံးဝလက်ဆွမ်းပြနေတာဗောနော်အညာလူလူပေါ်မှာဘယ်တော့မှမညာဘူးဆိုတဲ့ဟာကိုဒါအားလုံးပြနေကြဗောနော်အဲတက်ဖွဲ့တယောက်အဲ့ဒီဗီဒီယိုအတိုလေးနဲ့တင်ထားကြတော့တွေ့ရဗောနော်အဲ့တော့ဘာလဲဆိုအားရလို့ပါသူပြောတဲ့စကားလေးဒိဗယ်ရှိလို့ဗောနော်အဲ့ဒီနယ်မြေကိုထိုင်တာကမင်းတို့ဗောနော်အဲ့ဒီနယ်မြေကိုပိုင်တာကငါတို့ဆိုတဲ့ပုံစံမျိုးနဲ့ပြောသွားအားရတယ်ဗောနော်ဟုတ်တယ်မင်းတို့ကောင်းနေလာပြီစစ်ကောင်စီစစ်သားတွေလာပြီထိုင်ုံဝဲထိုင်နေတာဗောနော်အေးပိုင်တာကငါတို့ချိန်တယ်မင်းတို့ဖယ်ပေးရမယ်ငါတို့လာပြီဗောအဲအဲ့လိုပုံစံမျိုးနဲ့ဂျုံသွားတဲ့ဟာလေး အားရစရာကောင်းတယ်ဗောနော်အဲ့လိုမျိုးဗီဒီယိုတူလေးလည်းအများကြီးပဲဒါဒလိုင်းတက်ဖွဲ့တွေကအောင်မြင်တဲ့အခါမှာတင်ပေးထားကြရရှိတယ်ဒါတော့ဒီ wallet ကဖြစ်စဉ်ဗီဒီယိုလေးဆိုရင်လည်းပြည်သူတွေအားရကျင်းနေစေမယ့်သတင်းတစ်ခုဖြစ်တယ်ဗောနော်အဲ့တော့စစ်ကောင်စီကသူတို့လုံးဝရွေးကောက်ပွဲအတွက်ဒါခင်ဦးနဲ့အနီးတစ်ဝိုက်ကမြို့တွေကိုဒါတတိယပိုင်းအနေနဲ့ဒါသူတို့စီရင်နေထည့်သွင်းနိုင်အောင်လို့ဒါနေမြေရှင်းလင်းရေးတွေလုပ်နေတယ်ဆိုပေမဲ့အခုထိပြန်ပြီးမဆိုးမိုးနိုင်တဲ့အပြင်ကောင်မှာဗောနော်စစ်ကြောင်းတွေဖွဲ့စည်းပုံပြတ်တဲ့အထိ တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။ဒါကြောင့်တတိယပိုင်းရွေးကောက်ပွဲလုံမဲ့မြို့နယ်ထဲမှာခင်ဦးလဲပါလာနိုင်မှာမဟုတ်သေးဘူးလို့ညာယူဆရတယ်ဗောနော်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအခုလိုမျိုးတိုက်ပွဲတွေနဲ့ဆန့်ကျင်ပြီးတော့ဒါဆန္ဒတွေပြနေကြတယ်ဆန့်ကျင်ပြနေကြတယ်တော်လိုင်းတပ်ဖွဲ့တွေကိုတကယ်ကိုအသိမှတ်ပြုရမှာဖြစ်ပါတယ်။အဲတပ်ဖွဲ့တွေပြေဆုံးပြီဟေးဆိုတဲ့ခါကျရင်ကျွန်တော်တို့မျှော်မှန်းကြည့်လိုက် တကယ်ကိုအားရစရာကောင်းတယ်ပေါ့နော်အခုတောင်မှပဲတပ်ဖွဲ့တွေကစုပေါင်းပြီးတော့လှုပ်ဆောင်နေတဲ့အပိုင်းတွေပြောကြည့်သူတို့တိုက်ပွဲဝင်နေတဲ့ပုံရိပ်တွေသူတို့ကြွေးကြော်နေတဲ့စကားသံတွေပြင်သူတို့ရနေတဲ့အောင်မြင်မှုပုံရိပ်တွေကတကယ်ကိုမမေ့နိုင်စရာအဖြစ်ပြက်ကြီးတယ်ပေါ့နော်အဲ့တော့လုံးဝလက်နက်အကြောင်းမရင်းနှီးခဲ့ဘူးဒါစစ်ပွဲတွေအကြောင်းနားမလည်ခဲ့ဘူးပေါ့နော်စစ်သားဖြစ်ဖို့လည်းမရည်ရွယ်ထားပါဘူးဆိုတဲ့လူငယ်တွေကအခုပေါ့နော်လူငယ်လူလက်လူကြီးတော်လိုင်းမှာပါဝင်နေတဲ့သူတွေအကုန်လုံးပေါ့နော်အဲ့ဟာတွေအကုန်လုံးကအခုဆိုစစ်မြေပြင်မှာတိုက်ပွဲဝင်နေကြတာများ တကယ်ကိုစစ်သားကောင်းကြီးတွေကြာနေတာပဲဗျာကျွန်တော်တော့အားရတယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီလိုမျိုးရှေ့ဆက်ပြီးတော့တိုက်ပွဲဝင်နိုင်မှုအတွက်ကိုလည်းလူလူရဲ့ထောက်ခံမှုတွေကအရေးကြီးပါတယ်အဲ့တော့အခုလိုမျိုးအောင်မြင်မှုတွေရတဲ့အခါမှာလည်းပြည်သူလူထုအနေနဲ့ပါဝင်ပြီးတော့ကူညီပေးကြပါအဲချို့ထောက်ပံ့မှုတွေကဗောနော်ချို့ထောက်ပံ့မှုတွေကတကယ်ကိုနောက်ထပ်အလုပ်တွေအတွက်အထောက်ပံ့ဖြစ်စေတယ်ဗျာလူလူကတကယ်ကိုသူတို့ကိုသတိထားမိသွားပြီးတော့ကူညီလိုက်တဲ့ဟာတွေက ဟာတပ်ဖွဲ့တွေအတွက်တကယ်စိတ်တက်ခွန်အားလည်းရစေတယ်ဟာငါတို့နောက်မှာပြည်သူတွေရှိသေးတယ်ငါတို့ကိုပြည်သူတွေချစ်သေးတယ်ဟာအခုလိုမျိုးကူညီမှုတွေနဲ့ငါတို့ရှေ့ဆက်ပြီးတော့စ조사မယ်ဆိုတဲ့စိတ်ကတပ်ဖွဲ့တိုင်းရဲ့ယဉ်ထဲမှာရှိတယ်ပေါ့နော်အဲအားကြောင့်မလို့တို့တွေမြေပေါ်မှာတကယ်ကြကုတ်ကြကဲနဲ့조사နေကြတယ်တိုက်ပွဲတွေဖော်ဆောင်နေကြတယ်စစ်နိုင်တိုင်ရေးကိုဦးစားပေးပြီးတော့ကြိုးပမ်းနေကြတယ်ဆိုတဲ့အကြောင်းကိုပြည်သူတွေကိုလည်းသိစေချင်တယ်ပေါ့နော်အဓိကတော့ကိုတက်နိုင်တယ်လို့ဆက်လက်ပြီးတော့ပါဝင်ပေးစေချင်တယ် နောက်တစ်ခုကတော့ကျွန်တော်တို့ဒါဆိုရင်စိတ်ပူစရာနဲ့ပတ်သက်လို့တခုပြောရမယ်ပေါ့နော်အဲ့ဒါကလက်ရှိမိုးကုတ်မှာပေါ့နော်ဒါစစ်ကောင်စီကဒါအရဲဝင်းနဲ့စိတ်ဝင်လာနေတယ်ဆိုပြီးတော့သတင်းတွေတွေ့ရတယ်အဲထောက်လန်းတာတွေလုပ်နေတယ်ဆိုပြီးတော့လည်းသိရတယ်ဒါကဆိုရင်ရတဲ့အနေထားပေါ့နော်အဲဒါကကျွန်တော်စိတ်ပူရမယ့်အနေထားဖြစ်တယ်အဲ့တော့ဒါ TNL ကလည်းဒါလက်ရှိဒါမိုးကုတ်မြို့ထဲမှာ Starling sign တွေကိုဒါပိတ်ခိုင်းတာတွေလုပ်တယ်စစ်တပ်ဝင်လာမယ့်ရက်ကနီးကပ်လာတာနဲ့မြားတယ်ဒေါ်လာရင်းတက်ဖွဲ့တွေအားလုံးနှီးပါးကမြို့တွေကထွက်ခွာနေတာတွေရှိတယ်ဆိုပြီးတော့လည်းသိရအဲ့တော့မိုးကုတ်ရဲ့အခြေအနေကတော့ ရင်းနဲ့မကောင်းဘူးပေါ့ဗျာသိလားဘာလို့လဲဆိုတော့ဒီမိုးကုတ်ကိုရတဲ့ချိန်မှာအလုံးအောင်ပွဲခံရခဲ့တဲ့ပုံရိပ်တွေကိုပြန်ပြီးတော့ဒါမြင်အောင်ကြည့်ပါပေါ့နော်ပြီးတော့ကျတော့ပါဝင်ပြီးတော့တိုက်ပွဲဝင်ခဲ့ကြတဲ့ဒါဒေါ်လာရင်းတက်ဖွဲ့တွေရဲ့ဒါစတိခဲ့ကြတဲ့ပိဆက်ခဲ့ကြတဲ့အသက်တွေတွေ့တွေချွေးတွေပေါ့နော်ဒါတွေကိုပြန်ပြီးတော့ကြည့်စေခြင်းနဲ့အဲအဓိကအခုလိုမျိုးပုံစံမျိုးနဲ့လက်လွတ်ဆုံးရှုံးရမယ်ဆိုတဲ့ဟာကြီးကလက်မခံနိုင်စရာပုံစံမျိုးတွေဖြစ်နေတာပေါ့နော်အဲ့တော့ တစ်ခုခုထွက်ပြီးတော့ဗောနော်ဒါလူထုအတွက်တစ်ခုခုထွက်ပြီးတော့ပြောပြစေချင်တာမျိုးဗောအတိကတော့အခုလိုမျိုးဘလို့ပဲကြောင်းဆိုတဲ့ဟာမျိုးဗောနော်ပြည်သူပြည်သူဆိုတဲ့ပုံစံမျိုးပြောကြရတော့အကုန်လုံးကတော့ပြောပြောတာပေါ့လေနော်အခုလက်တလုံးမှာလည်းအကုန်လုံးကပြည်သူပြည်သူအတွက်ဆိုတဲ့ပုံစံမျိုးနဲ့ပဲလုပ်နေကြတာပဲပေါ့နော်ဒါပေမဲ့အခုလက်တလုံးမှာပြည်သူတွေဒုက္ခရောက်နေကြမိုးကုတ်မျိုးကပြည်သူလည်းပြည်သူပဲပေါ့နော်အခုမြို့ထဲမှာ25ရာခိုင်နှုန်းလောက်ပဲကျန်တော့တယ်ပေါ့နော်ကျန်တဲ့ပြည်သူတွေအကုန်လုံးကအရှိုးရှိုးနဲ့ဒါဆုံခွာနေရတဲ့အနေအထားဖြစ်သွား ဘသူမှကိုရက်ကိုရွာကိုမျိုးကိုမဆုံးခွာခြင်းကြောင့်ဘောနော်အဲ့တော့ဆုံးခွာရမယ့်အကြောင်းတရားတွေဖြစ်လာတော့လေပြည်သူကမတက်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ဒါလက်နက်မှမရှိတာဘောနော်အဲ့တော့ကျတော့စစ်ကောင်စီအနိုင်ကျင့်တာခံရမယ့်အစားတော့အခုလိုမျိုးရှောင်ကြမယ်ဆိုတဲ့စိတ်မျိုးနဲ့ရှောင်ကြတယ်ဘောနော်အဲ့တော့ပြည်သူတွေအခုလိုမျိုးကြုံတွေ့နေရတဲ့ဟာကဘသူတွေမှတာဝန်ရှိတယ်လေအဲဒါမျိုးပုံစံမျိုးတွေလည်းကျွန်တော်တို့တေချာစဉ်းစားကြဖို့လိုတယ်အဲ့တော့စစ်ကောင်စီကတော့တည်တဲ့အတိုင်းပဲထပ်ပြီးတော့ထုံးစံတိုင်းသူတို့ကလက်ကမောင်းခတ်လိုက်မယ် ကဲနောက်တော့နောက်ထပ်တစ်မျိုးကိုလုံးဝကြီးမဖောက်ဘဲနဲ့ပြန်ရလိုက်ပြီးဘာညာဆိုတဲ့ပုံစံမျိုးနဲ့ဒါဝါဒတွေဖြန့်လိုက်မယ်သူတို့ရဲ့စစ်သားတွေကိုစိတ်တက်ကြွအောင်လုပ်လိုက်မယ်ကျွန်တော်တော်လိုင်းပတ်ချံကိုစိတ်တက်စစ်စင်ရေးတွေစတိုက်လှုပ်ဆောင်လိုက်မယ်ဆိုတာကတော့ကျွန်တော်အကုန်လုံးလဲရိတ်စားပြီးပြီးသားပေါ့နော်အဲ့လိုဘလိုပဲဖြစ်ဖြစ်အကောင်းဆုံးဖြစ်လာဖို့တော့ကျွန်တော်မျှော်လင့်နေဒါတစ်ဖက်မှာပြန်ကြည့်မယ်ဟေ့ဆိုရင်လည်းဒါတချို့နေရာမှာတချို့အဖွဲ့တွေအခုလိုမျိုးဒါ စစ်ကောင်စီနဲ့ပေါ့နော်အပြစ်ကရက်ဆဲပြီးတော့သဘောတူလက်မှတ်ထိုးလိုက်လို့တိုက်ပွဲတွေညင်သွားတဲ့အချိန်မှာအခုတော့အညာဒေတာဘက်ကဒေါ်လာရင်းတပ်ဖွဲ့တွေအားကောင်းကောင်းပြန်ဖြစ်လာခဲ့တာကတော့ဒါကျွန်တော်တို့အားရစရာအချက်တွေဖြစ်တယ်ပေါ့နော်အဓိကတော့အညာမြေကဒေါ်လာရင်းတပ်ဖွဲ့တွေဒီထက်ပိုပြီးအားကောင်းလာရင်စစ်ကောင်စီတကယ်ကိုမရှူနိုင်မကယ်နိုင်ဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်သိစေချင်အဲ့တပ်ဖွဲ့တွေကိုပို့ပြီးတော့ကူပေးကြပါအညာမှာစွမ်းရည်တွေမြင့်တက်လာတယ်တိုက်စွမ်းရည်တွေပူကောင်းလာတယ်လက်နက်ခဲယံတွေပို့ပြီးတော့ပြည့်စုံလာတယ်စစ်ကောင်စီစစ်ကြောင်းတွေတွားလီယာဘေးထိတဲ့အနေအထားမျိုးတွေဖြစ်နေပြီဆိုတဲ့ဟာကိုလည်းသိစေချင်တယ်အဲ့ဒါကြောင့် တခြားအကြောင်းကိစ္စတွေလည်းရှိတာလည်းရှိတာပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်းတော်လည်းပြပြအောင်အောင်မြင်အောင်လှုပ်ဆောင်နေတဲ့အဖွဲ့တွေအများကြီးရှိသေးတယ်ဆိုတာကိုလည်းကျွန်တော်ပြည်သူတွေမေ့မထားစေချင်ဘူးပေါ့နော်အဲ့တော့ PDF တက်ဖွဲ့တွေကိုဒီထက်ပို့ပြီးတော့အကူအညီပေးကြပါထောက်ခံပေးကြပါတော်လည်းအောင်မြင်သည့်အထိကျွန်တော်တို့လက်တွဲပြီးတော့ဖော်ဆောင်သွားကြပါမယ်လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်